သူတို့လေးတွေရဲ့စ조사အထောက်မှုကြောင့်ပါဆာမေပွဲအတွက်အစမ်းကုန်စ조사ခဲ့ပရင်းစ်ပောင်းရင်ဒီတိုင်းတက်ဖို့ကကျမတောင်းဝန်ပေါ်ကဲဆာမေပွဲကြီးအတွက်ကျမ်းမာတွက်လက်ညံထက်မြက်ဖို့ဘရန်းစ်ပောင်းရင်ကိုနေ့စဉ်တောက်ပါ တိလာတိတာမြန်မာရိုးရာဖမနေလှူဒန်းပွဲကိုရွှေတဘုံစီရီတော်မှာဖေဖော်ဝါရီလ17ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။တန်ကတော့62ပါးကိုဖမနေလှူဒန်းတာဖြစ်ပြီး အပေကနေကင်းဝေးစေတဲ့အစုံးမလို့ဒိဗေရတဲ့ဩဝါဒပါတိမောက်ပူဇော်ပွဲကိုလည်းကျင်းပခဲ့ကြပါတယ်။တဘိုရဲလာပြည့်နေ့မှာမြန်မာလူမျိုးတွေဟာနှမ်းစတဲ့ကောက်ပဲသီးနှံတွေရိတ်သိမ်းပြီးချိန်ဖြစ်တာမို့ ဗုဒ္ဓမြတ်စွာဘုရားကိုထမနေနှဲမနေစတာတွေနဲ့ပူဇော်ကြတာပါမကောင်းမှုရှောင်ပြီးကောင်းမှုဆောင်စေဖို့အတွက်လဲဩဝါဒပါတိမောက်ပူဇော်ပွဲကိုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်ဆိုက်ပြုထွက်ရှိလာတဲ့စားတော့ဖွဲ့ရာနှမ်းစဘာကောက်ဒါတွေထမနေပြုလုပ်ပြီးတော့မြတ်စွာဘုရားကိုဆက်ကတ်တဲ့ဒီခန္ဓာချင်းကဖြစ်ပါတယ်ဒါလည်း ်နေ့စဉ်နေ့တိုင်းရိုးရအစဉ်လာမပြတ်ကျင်းပါခဲ့တာဒီနေ့မှလည်းနောက်တစ်ခုတတ်မှတ်ထားတာဩဝါဒပါတိမောက်ခါတော်နေ့ဆိုပြီးတော့တတ်မှတ်ပါတယ်အဲ့တော့ဩဝါဒပါတိမောက်ဆိုတာဘာလဲဆိုတော့အပေပြီးမှကင်းဝေးစီသောအဆုံးအမဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ခမနေလှူဒန်းပွဲကိုတော့ဂောဘကအဖွဲ့ဝင်တွေအပြင်အလူအသင်းအဖွဲ့ပေါင်း60ကျော်လာရောက်လှူဒန်းခဲ့ကြတဲ့အပြင်စေနာရှင်တွေကလည်း တက်စွမ်းသမျှအလှူငွေနဲ့စွန်းစံစိန်လောင်းလှူခဲ့ကြပါသေးတယ်။အခုလိုလှူဒန်းပွဲပြုလုပ်တာဟာစယ်ချိန်မြောက်ရှိပြီလည်းဖြစ်ပါတယ်။ခမနဲလှူဒန်းပွဲဟာစယ်ချိန်မြောက်ရှိသွားပြီ ဖြစ်လို့ဂုံယူနေသူကတော့ဥအောင်မင်းမင်းပါ။ဘုရားဘာသာတရားအနေနဲ့ရောနော်ကျွန်တော်အများကြီးကိုယ်ယူမိပါတယ်ဒီခုနှစ်သားသမီးတွေလူရှင်တွေလက်လူတန်းတွေအတွက်တော့ကျွန်တော်ပီတိဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီဘောဘကအဖွဲ့ကဒီကြီးမှုချင်ပါတယ်ဒါမင်းနဲ့ တို့လူတန်းပွဲကြီးမှာဆယ်ကျင်းမြောက်ဖြစ်သွားပြီပေါ့နော်ခုလာမယ့်၁၇ကျင်းမြောက်မှာလည်းဒီကျင်းကိုစီခဲသားမြောက်အောင်လို့ကျွန်တော်တို့ဝန်ထမ်းတွေကလည်းဆက်ဆံတမန်စူးစမ်းပြီးတော့နော်လူချင်းခုနသားသမီးကလည်းဘိုင်းဝင်လူတန်းကြပါလို့ဒီမှာပြောတင်ပါတယ်